ပြီးခဲ့တဲ့တလောတုန်းကပဲအဆိုတော်တယောက်ကတချင်းစုံနေရင်းနဲ့ပဲ state symbol မှာပဲတခါတည်းနှလုံးအမောဖောက်ပြီးတော့လဲကြတည်ဆုံသွားတယ်ဒီအဆိုတော်ကအသက်30ကျော်လောက်ပဲရှိသေးတယ်အဲ့တော့ငငယ်ရွယ်လေးနဲ့နှလုံးရောဂါဖြစ်လာဆိုရင်ဖြစ်နိုင်တယ်ဘာကြောင့်ဒီလိုမျိုးနှလုံးရောဂါကငငယ်ရွယ်လေးနဲ့ဖြစ်ပြီးတော့အသက်တည်ဆုံတဲ့အထိဖြစ်နိုင်ရတာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ်ပြီးရင်ဒါတွေတတိထားရမလဲဘလို့ကြိုတိနိုင်မလဲဆိုတာကိုလည်းကျွန်တော်ပြောပြပေးမယ်အဲ့တော့ဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါ တော့ဒီလိုမျိုးယုတ်တရက်နှလုံးရက်ပြီးတော့တည်ဆုံးတာကိုကျွန်တော်တို့ကစတန်ကာရီယာဓာတ်လို့ခေါ်တယ်အဓိကအကြောင်းရင်းတွေကိုကျွန်တော်ဒီမှာတုံးချက်နဲ့ပြောပြမယ်နံပါတ်1ကတော့အဖြစ်အများဆုံးကတော့နှလုံးတွေးကြောခြင်းငငယ်ရွယ်နဲ့နှလုံးတွေးကြောခြင်းနဲ့များသောအားဖြင့်အရင်တုန်းကဖြစ်ဖူးတဲ့ရာဇဝင်တွေလည်းရှိနိုင်တယ်ဒီအဆိုတော်မှာဆိုရင်အရင်တုန်းကနှလုံးနဲ့ပတ်သက်ပြီးတော့ခွဲစိတ်ထားတာတွေရှိတယ်လို့ပြောတယ်အခုဖြစ်တဲ့အချိန်မှလည်းပဲဒါယုတ်တရက်ကြီး ဖြစ်သွားတာပေါ့နော်ဒါပေမဲ့သူ့မှာအခံတော့ရှိလိမ့်မယ်ပေါ့နော်အများတော့အပြင်ကိုယ်စီမှာငယ်ရွယ်နဲ့တွေးတိုးစီချိုကိုလက်စထရောများမယ်အဝလွန်မယ်ဆီလေးတောက်မယ်ပြီးရင်လှုပ်ရှားမှုနည်းမယ်ဒါတွေရှိတယ်ဆိုရင်ဒီနှလုံးသွေးကြောချင်းရောဂါကြောင့်ငငယ်ရွယ်နဲ့တည်ဆုံနိုင်ခြေရှိတယ်ဒီနှလုံးသွေးကြောချင်းရောဂါကဘလို့နေရာမှာဘလို့ဖြစ်တာလဲဆိုရင်ကျွန်တော်ရဲ့ရင်ဘတ်အလေတဲ့မှာနှလုံးရှိတယ်ပေါ့နော်အဲ့ဒီနှလုံးကပုံမှန်အတိုင်းအလုံးလုံးနေဖို့ဆိုတာကဒီနှလုံးစီကိုတွားတဲ့တွေးကြောမြင်လေးရှိရဲ့ ပုံမှန်ဆိုရင်ကျွန်တော်တို့နှလုံးကနေထွက်လာတဲ့တွေးလွတ်ကြော်ကြီးရှိတယ်။နှလုံးစီကိုဝင်သွားတဲ့တွေးပြန်ကြော်ကြီးတွေရှိတယ်။အဲ့လိုပဲဒီတွေးလွတ်ကြော်ကနေထွက်လာတဲ့နှလုံးတွေးကြော်အသေးလေးတွေကနှလုံးစီကိုတွားပြီးတော့အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကိုတွားပြီးတော့ထောက်ပံ့နေတယ်။ဒီမှာဒီဘက်မှာမြင်ရတာကဒါပုံမှန်တွေးကြော်ပေါ့နော်။ဘာမှအစီတွေမရှိဘူး၊ကျင်းနေတာတွေဘာတွေမရှိဘူး။ဒါပေမဲ့ဒီဘက်မှာကြည့်လိုက်မယ်ဆိုရင်ဒါအစီတဖြည်းဖြည်းများလာပြီးတော့တွားပိတ်နေတာတွေ့ရလိမ့်မယ်။ပုံမှန်ဆိုရင်ဒီလိုမျိုးရိုးရိုးတာမှန်ပွင့်နေရမယ်။ဒါပေမဲ့တချို့လူနာတွေမှာဆိုရင် ဒီလိုမျိုးတဖြည်းဖြည်းချင်းလာပြီးတော့လုံးဝပိတ်သွားတဲ့အခါကျရင်နှလုံးတွေးကြောပိတ်ပြီးတော့အမောဖောက်ပြီးတော့လဲကြသွားနိုင်တယ်အခက်မတင်အတက်ပါပါသွားနိုင်တယ်ဟိုကနှလုံးတွေးကြောကဘယ်ဘက်မှာတခုညာဘက်မှာတခုရှိတယ်ပြီးရင်အဲ့ရနေခွဲထွက်လာတယ်နှလုံးတွေးကြော အမွှားလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီထဲကတခုခုပိတ်ပြီဆိုရင်ဒါနှလုံးမှာတွားပြီးတော့ထိခိုက်နိုင်တယ်အခုကျွန်တော်ပြောခဲ့တာကနှလုံးတွေးကြောကျင်းယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တာနောက်တစ်ခုကနှလုံးကြွတ်တာယောဂကာဒီယိုမိုင်ယိုပတီလို့ခေါ်တယ်သူက ကြွက်တာတွေဟာထူလာတာ hypertrophic cardiomyopathy ဒါမှမဟုတ်လေပျော့လာတာဒါမှမဟုတ်လေပုံမှန်အတိုင်းအလုံးမလုံးတော့တာမျိုးတွေဖြစ်တတ်တယ်နှလုံးကပုံမှန်အတိုင်းအလုံးမလုံးတော့ဘူးဆိုရင်နှလုံးခုန်မမှန်တာတွေဖြစ်လာတယ်ရုတ်တရက်အတက်အအနေရရွာတာမျိုးတွေဖြစ်လာတတ်တယ် ဒီပုံထဲမှာကြည့်လိုက်မယ်ဆိုရင်ဒီဘက်မှာဆိုရင်ဒါပုံမှန်ကျွန်တော်တို့တာမန်ကျမ်းမာတဲ့နှလုံးအဲ့ဒီကျမ်းမာတဲ့နှလုံးကတချို့လူတွေမှာဆိုရင်နှလုံးကြွက်တာတွေကမကောင်းဘူးဒီမှာဆိုအရန်ပါသွားတယ် dialectic ကတွေကိုမှပတိလို့ခေါ်တယ်ထူအားမဲ့နေရာမှာမထူဘဲနဲ့ပါသွားတဲ့ခါကျတော့နှလုံးကပုံမှန်တိုင်းအလုံးလုံးတိုင်းတော့အဲ့တော့တချို့လူနာတွေခါကျတော့ဒီထူရမဲ့နေရာကပုံမှန်ထူတာထက်ပိုကဲပြီးတော့နှစတုံးစားလောက်ပိုထူနေတယ်အဲ့ဒီခါကျရင်လည်းနှလုံးကအလုပ်ကိုပုံမှန်တိုင်းမလုပ်နိုင်ဘူးအဲ့လိုမျိုးအခြေအနေမှာဆိုရင်လည်းနှလုံးကြွက်တာတွေက အရတမီယာဆိုတဲ့နှလုံးခုန်တံမှမှန်တဲ့အဆင့်ကိုရောက်သွားပြီးတော့ရုတ်တရက်တိတ်ဆုံးတဲ့ချိန်များတယ်။အဲ့လိုမျိုးနှလုံးခုန်တံမှမှန်တာကလည်းတခြားအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်တယ်။အပေါ်မှာကျွန်တော်ပြောခဲ့တာကနှလုံးကြွတာပြက်တနာပေါ့နော်။တချို့လူနာတွေမှာကကျွန်တော်ဒီနှလုံးစီကိုတွားတဲ့လျှက်စီလန်းချောင်းကမကောင်းတာပြက်တနာတက်နေတာ။တနည်းအား Ventricular Fibrillation ဆိုတာကနှလုံးရဲ့အောက်ပိုင်းအခန်းကြီးကအလုပ်ကောင်မလုပ်တော့တာ။တဆက်ဆက်တုံနေတာ။အဲ့ဒါကရုတ်တရက် အတက်အနည်းရယ်ဆုံရှုံသွားနိုင်တယ်ရုပ်ရည်တွေဆုံသွားနိုင်တယ်များသောအားဖြင့်ဖြစ်တဲ့ဟာတွေကတော့ဒီလိုရင်းတို့ရှင်ပြောရမယ်ဆိုရင်နှလုံးသွေးကြောချင်းယောဂရှိမယ်နှလုံးကြွက်တာယောဂရှိမယ်ပြီးရင်နှလုံးခုန်မှန်မှန်တာဒီလိုမျိုးယောဂတွေရှိမယ်အဲ့တော့ကျွန်တော်တို့ဒီရုပ်ရည်တွေဆုံသွားတဲ့အဆိုတော်စီမှာကဒီနှလုံးသွေးကြောချင်းတာငငယ်ရွယ်ရွယ်နဲ့ဘာကြောင့်လဲဆိုတာတော့အကြောင်းမျိုးမျိုးဖြစ်နိုင်တယ်များသောအားဖြင့်အတက်30ကြော်တဲ့နဲ့ဒီနှလုံးသွေးကြောချင်းရတဲ့အကြောင်းရင်းတွေကတော့နံပါတ်1ကအဝလွန်တာဘိုက်ပူတာเนาะ obesity နဲ့ဒါ abdominal obesity ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒါ weight shore ရမှာပေါ့နော်အဲ့တော့ပြောတာပြောတာလွယ်တော့မလွယ်ဘူးဒါပေမဲ့ဒီလိုမျိုးအဝလွန်တာတွေဗိုက်ပူတာတွေကကျွန်တော်ငငယ်ရွယ်နေတဲ့နှလုံးတွေးကြောချင်းတာကိုဖြစ်စေနိုင်တယ်အဲ့ဒီအရင်တစ်စင်းနှလုံးတွေးကြောပိတ်တာမျိုးတွေဖြစ်သွားနိုင်တယ်ဒီမှာကတော့ကျွန်တော်ကိုပါဥတည်ပြီးတော့ AI ကပြောထားတာပေါ့နော်ဒီ application မှာကျွန်တော်ရဲ့ဒီ information တွေကျွန်တော်ရဲ့ data တွေထည့်ထားတဲ့ကြောင့်မလို့ AI ကကျွန်တော်အလိုလျောက်တည်နေတာသူ့ကိုမေးခွန်းမေးတိုင်းအဲ့တော့ဒီမှာနှလုံးတွေးကြောချင်းတာရဲ့ဖြစ်ရတဲ့အကြောင်းရင်းထဲမှာနံပါတ်1ကအဝလွန်တာနဲ့ဗိုက်ပူတာ ပါတယ်နောက်တစ်ခုကတော့ cholesterol စစ်တာ cholesterol ကတွေးထဲမှာများနေတယ်ဆိုရင်လည်းပဲဒါနှလုံးတွေးကြောကျင်းနိုင်တယ်နှလုံးတွေးကြောနေရံဒီမှာတွားပြီးတော့အနယ်ကျပြီးပိတ်သွားနိုင်တယ်နောက်တစ်ခုကတွေးတူယောဂတွေးတူယောဂကဒီတွေးကြောလေးရဲ့နေရံမှာတွားပြီးတော့ဖိအားပေးတယ်ပြီးတော့ပြက်စီးသွားတယ်အဲ့တော့အသက်30ကျော်မှာတွေးတူယောဂစဖြစ်တဲ့သူတွေကစောစောစီးနှလုံးယောဂရရသွားနိုင်တယ်နှလုံးတွေးကြောကျင်းသွားနိုင်တယ်ပြီးတော့ စီချိုယောဂစီချိုယောဂရှိတဲ့လူတွေကလည်းတွေးကြောတွေကမကောင်းဘူးတွေးကြောနေရတယ်ပြက်စီးသွားတယ်တွေးထဲမှာရှိတဲ့တကြားတက်တွေကိုပုံမှန်မထိန်းနိုင်ဘူးဆိုရင်တွေးကြောပြက်စီးတာတွေပိုဖြစ်သွားတယ်ပြီးရင်တချို့လူငယ်တွေဆိုရင်စိတ်လေးအရန်တောက်တာဆယ်ကြောတက်အရွယ်ကလေးကဆိတ်လေးတောက်တဲ့လူတွေကအတက်30ကျော်ရင်ဒါနှလုံးတွေးကြောကျင်းပြီးတော့ပိတ်နိုင်ချေရာခိုင်နှုန်းအရန်များတယ်ပြီးတော့နောက်တစ်ခုကမျိုးရိုးလိုက်တာအဲ့တော့ကိုယ့်ရဲ့မိဘတွေမောင်နှမတွေမှာဒီအတက်ငငယ်လေးနဲ့ အသက်55နှစ်အောက်မှာနှလုံးရောဂါရှိခဲ့ဖူးတဲ့ဆိုရင် ကိုယ်စီမှာလည်းအသက်30ကျော်နဲ့စပြီးတော့နှလုံးရောဂါနှလုံးတွေးကြောခြင်းရောဂါတွေဖြစ်လာနိုင်တဲ့ပြီးတော့လှုပ်ရှားမှုနည်းတာကျွန်တော်တို့ဒီနေ့ခေတ်မှာ ကွန်ပျူတာရှိမှအကြာကြီးထိုင်တယ်ဖုန်းရှိမှအကြာကြီးထိုင်တယ်လှုပ်လှုပ်ရှားရှားလေးနဲလာတဲ့အခါကျရင်လည်းပဲဒီနှလုံးသွေးကြောချင်းကပို့ပြီးတော့ဖြစ်လာတတ်တယ်ဒီလိုမျိုးနှလုံးသွေးကြောချင်းလာတာကိုကျွန်တော် arteriosclerosis လို့ခေါ်တယ်ပုံမှန်ပြထားတဲ့အတိုင်းပဲဒီလိုမျိုးခုနကတော့ပြောရတဲ့အကြောင်းရင်းတွေကြောင့်နှလုံးသွေးကြောချင်းလာတဲ့အခါကျရင်ခံပြင်းဒီနှလုံးသွေးကြောကတည်နေမှာပိတ်သွားပြီးတော့ပိတ်တဲ့နေရာကနှလုံးကြွက်တာတွေကပုတ်သွားတယ်အခက်မတင်ရုတ်တရက်တည်ဆုံနိုင်ချေရှိတယ်ဒီလိုမျိုးရုတ်တရက်မတည်ဆုံချင်ဘူးဆိုရင် စစောစီဘလို့တည်နိုင်မလဲဘလို့စစ်ဆေးရမလဲဘာတွေစစ်ဆေးရမလဲဆိုရင်နံပါတ်1ကတော့ကျွန်တော်တို့ကျမရေးရာဇဝင်ကိုဆက်ရမှာပေါ့ကျွန်တော်တို့အရင်တော့ကဆေးလေးတွေတောက်ခဲ့ဘူးလားကျွန်တော်တို့မိသားစုတွေမှာရောမျိုးရိုးရှိလားတွေးတိုးစစ်ချိုးတွေရှိလားဒါတွေတော့တိထားမှာပေါ့ဒါတွေကတော့ဆရာဝန်ဘက်ကနေတိမယ်ခန္ဓာကိုယ်မှာစစ်ဆေးရမှာကတွေးတိုးရှိမရှိတိုင်းမယ်စစ်ချိုးရှိမရှိတိုင်းမယ်ပြီးရင်ခန္ဓာကိုယ် weight အလေးချိန်ကပုံမှန်အထဲမှာရှိလားမရှိလား overweight ဖြစ်နေလားပြင်ခါပက်လေက weight circumference လို့ခေါ်တယ်ခါပက်လေပမာဏကိုစင်တီမီတာနဲ့တိုင်းတာအဲ့ဒါက ဘိုက်ပူနေတယ်ဆိုရင်လည်းပဲဒါမကောင်းဘူးနောက်တစ်ခုကတွေးစစ်မယ်တွေးစစ်မယ်ဆိုရင်ကျွန်တော်တို့ကအစီဓာတ်တွေတွားပြီးတော့စစ်ဆေးလို့ရတယ်တက်ခွက်ခန်းတွေမှာစစ်လို့ရတယ်ပြီးရင်တွေးထဲမှာရှိတဲ့တကြားတွေကိုစစ်ဆေးလို့ရတယ်ဒါစီချိုစစ်တာပေါ့ပြီးရင်ကြောက်ကက်ကောင်းမကောင်းလဲတွားစစ်ရမယ်ကြောက်ကက်မကောင်းတဲ့လူကနှလုံးဖြစ်နိုင်ချေပုံများတယ်နှလုံးနဲ့ကြောက်ကက်ကတစ်ခုခုတည်းဆက်ဆက်နေတော့ပေါ့နော်ပြန်တော့ကစီရီအက်တီပရိုတိန်းကိုစစ်တယ်ပေါ့နော်ဒါကတော့နှလုံးမကောင်းတဲ့လူတွေမှာတွားပြီးတော့ တက်နေတဲ့အတွက်ကြောင့်မလို့ဒါစစ်တာပေါ့နော်ဒါတွေကတွေးတွေစစ်တာပေါ့နော်နှလုံးကိုစစ်မယ်ဆိုလည်းပဲကျွန်တော်က ECG စစ်တာအဲ့တော့တချို့ကနှလုံးကမှတ်လို့ပြောကြတယ်နှလုံးခုန်နှုံးနဲ့ဒီနှလုံးရဲ့ကြွက်တာတွေပုံမှန်အလုပ်လုပ်လားမလုပ်လားဆိုတာကိုဒီ ECG ကနေပြီးတော့တိနိုင်တယ်ပြီးရင်နှလုံး ultrasound ရိုက်တာလည်းရှိတယ် echo ကတွေကိုကျွန်တော်ခေါ်တယ်ဒါကတော့ယောဂလက္ခဏာတွေရှိနေတဲ့သူတွေဆိုရင်မဖြစ်မနေလုပ်တဲ့နဲ့တော့သူကနှလုံးရဲ့ဖွဲ့စည်းပုံတွေနှလုံးရဲ့အရွယ်အစားတွေဒီကနှလုံးရဲ့အပေါ်ခံအောက်ခံတွေဒါတွေကိုမြင်ရတယ်ပြီးရင်နှလုံးကြွက်တာတွေဘယ်လိုလုံးလုံးနေကြလဲဆိုတာအစား မြင်ရတယ်ပြီးရင်အခုနောက်ပိုင်းပေါ်လာတဲ့ဒီ coronary calcium scan ပေါ့နော် CT calcium ကိုဒါတွေကိုလည်းဆစ်လို့ရတယ်ဒါတွေခါကျတော့ကျွန်တော်တို့ဆေးရုံကြီးမှာဆစ်လို့ရတယ်ပြီးရင် coronary CT angiography ဒါတွေခါကျတော့ နှလုံးရောဂါကြီးကြီးမားရှိခဲ့ဘူးတဲ့အရှိမစစ်ထားတဲ့အဖြေတွေကမကောင်းဘူးဆိုရင်ဆက်ပြီးတော့ဆေးရမယ်အပိုင်းတွေပေါ့နော်။ပြီးရင်နောက်တစ်ခုက stress test ဆိုတာကခုနက ECG ကိုပဲဆက်တာဒါပေမဲ့တို့ကသဘိန်တွေပေါ်မှာပြေးတယ်လမ်းလျှောက်ဆက်ပေါ်မှာပြေးပြီးတော့ဆက်တာဒါမျိုးတွေဆက်စိပြီးတော့ကျွန်တော်ကနှလုံးတွေးကြောချင်းရှိမရှိကိုစစောစစီကြိုပြီးတော့တိနိုင်တယ်။အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာကဘာကြောင့်ကျွန်တော်တို့ကငငယ်ရွယ်လေးနဲ့အတက်30ကျော်နဲ့လဲကြပြီးတော့တည်ဆုံနိုင်ရတာလဲဆိုတာကိုကျွန်တော်ဒီမှာပြောပြပေးခဲ့တယ်အတိအကတော့အကြောင်းရင်းတုံးချက်ပေါ့နော် နှလုံးနဲ့ပတ်သက်ပြီးတော့နှလုံးတွေးကြောခြင်းတာနောက်တစ်ခုကနှလုံးကြွက်တာယောဂါနောက်တစ်ခုကနှလုံးဖုန်တာမမှန်တာပြီးတော့ဒီအတက်30ကျော်နဲ့ဘာကြောင့်ဒီလိုမျိုးနှလုံးတွေးကြောခြင်းတာဘာကြောင့်လဲဆိုတာကိုလည်းကျွန်တော်ပြောပြခဲ့တယ်နံပါတ်1ကတော့အဝါလွန်တာနံပါတ်2ကတော့ကိုလက်စထရောဓာတ်ဒီများနေတာနံပါတ်3ကတော့တွေးတူးယောဂါရှိတာနံပါတ်4ကတော့စီးချိုယောဂါနံပါတ်5ကတော့ဆေးလေးတောက်တာများတာ နံပါတ်6ကတော့မျိုးယိုးလိုက်တာနံပါတ်9ကတော့လှုပ်ရှားမှုနဲတာဒါတွေကြောင့်ကျွန်တော်တို့ကနှလုံးသွေးကြောခြင်းအလွယ်တကူဖြစ်လာနိုင်တယ်။ဘာတွေစစ်ဆေးရမလဲဆိုရင်ကျွန်တော်တို့ဆရာဝန်စီမှာကတော့ကျန်းမာရေးအရာဇဝင်တွေစစ်ဆေးမှုတွေ physical examination ခန္ဓာကိုယ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေလုပ်လို့ရတယ်။တွေးတုံစီချိုစစ်လို့ရတယ်။နှလုံးကိုတွားပြီးတော့စစ်လို့ရတယ်။ခန္ဓာကိုယ်အလေးချိန်တွေကိုစစ်ဆေးထားလို့ရတယ်။ပြီးရင်တွေးစစ်မယ်။တွေးစစ်မယ်ဆိုရင်လည်းပဲကျွန်တော်တို့က blood test တွေမှာဆိုရင်ကျွန်တော်တွေးတွင်းအဆီဓာတ်တွေစစ်မယ်။တွေးတွင်းကြားဓာတ်တွေစစ်မယ်။ ပြီးရင်ကြောက်ကတ်ကောင်းကောင်းဆင်မယ်ပြီးရင် CRP တွေဆင်မယ်ပြီးရင် ECG ဆင်လို့ရတယ်ပြီးရင်နှလုံး ultrasound echocardiogram ရိုက်လို့ရတယ်အရန်ဆိုးတဲ့လူနာတွေယောဂလက္ခဏာပေါ်ပြီးတော့အပေါ်ကအဖြေတွေကမကောင်းဆိုရင် ကျွန်တော်က CT angiogram တွေ coronary calcium scan တွေလုပ်လို့ရတယ် ီးတော့တချို့လူနာတွေမှာဆိုရင် stress test လို့ခေါ်တဲ့ဒါလမ်းလျှောက်ဆက်ဖို့တက်ပြီးတော့ ECG စက်တာမျိုးတွေလုံလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာ message အတွက်အကျိုးကျေးဇူးအများကြီးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကျွန်မရဲ့ဝိဒုရတွေကိုမျှဝေပြီးတော့မယ်အချိန်မှလည်းကျွန်တော်ကြောက်ခဲနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်လက်တွေကိုတခြားပြပြထားတာပြလို့ကြောက်မလို့ဒီအကြောင်းအရာတွေကိုလည်းတွားပြီးတော့လေ့လာမှတ်တာနိုင်ပါတယ် မိတ်ဆွေအနေနဲ့ဒီစိတ်ဝါးတွေအကြောင်းကိုတိကျနားလဲခြင်းနဲ့မိသားစုကျမ်းမာရေကိုပို့ပြီးတော့ queue site ခြင်းနဲ့ဆိုရင်ကျွန်တော်ကိုယ်တိုင်ဖွင့်လှစ်တင်ကြပါမယ် HIMP အစိမ်းမြစ်စေဝါတင်နန်းကမကြာခင်ထပ်ပြီးတော့ဖွင့်ပေးဖို့ရှိပါတယ်အဲ့တော့ဒီတင်နန်းကိုစိတ်ဝင်စားတဲ့အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့ comment မှာ HIMP လို့ရေးလိုက်ပါဒါမှမဟုတ်ကျွန်တော် YouTube ကနေကြည့်နေရဆိုရင်တော့ကျွန်တော် comment မှာ link လေးချတာပြပါတယ် video ဒီကြည့်ပြတော့ကျွန်တော်မလို့ကျေးဇူးတင်ပါတယ်အဆအဆအရရအစဉ်ပြေပေးခင်ပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ